မြန်မာနိုင်ငံမှာမကြုံစပူးငလီနှုတ်ခတ်ခဲ့ပြင်အား9.9နဲ့နောက်ဆက်တဲ့9.5ရှိမလင်းကြီးပဲကြောင်းမန္တလေးစကိုင်းပအဝင်နိုင်ငံမျိုးတော်နေပြည်တော်တွင်လည်းမျိုးနယ်အချို့ပျက်စီးထိခိုက်တွင်များပြားဖြစ်ပေါ်ခဲ့ရပြီးတော့လူပေါင်း၄ပေါင်နီးပါအသက်ပေးခဲ့ရတဲ့ဝန်နေဝယ်ရမြင်ကွင်းတွေကိုအလုံးမြင်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်အခုချိန်ထိနေရထိုင်ရေးအဆင်မပြေသေးရှင်းလင်းပြီးမပြီးသေးတဲ့အချိန်မှာ မန္တလေးကငလင်းတန်အာမခန်စကိုင်းဖီလာတို့တောင်နေတာတပလေညာကဖြစ်နေခြင်း နေပြည်တော်ကတော့မြို့တော်တိဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့သူတွေကိုသူတို့တိတ်တိတ်ဖိတ်စာကမ်းမနေတော့ပဲအများကြီးကြတဲ့နာမည်ကျော်ခရိုနီကြီးတွေကိုလူသိရှင်ကြားဆင့်ခေါ်ခုံပါပြီခေယံခရိုနီကြီးတွေဂျာမန်မှာတော့ကျန်းတော်မာလာချော့မော်ခိုင်းမာလာတို့လောတို့လောတန်နီရရနေအပြင်အချို့ဆိုရင်လုတ်ပိုင်ခွင့်နေနဲ့ထပ်ပြောရမလားဆိုပြီးတော့ပီတိတွေပါဖုံးပြီးပြောမစုံမမစုံဖြစ်ကုန်ကြပါပြီအများစုကတော့နေပြည်တော်စမဖွင့်ခင်နှစ်နေငင်ကကဘာမှာဖြစ်ခဲ့တဲ့1995ဂျပန်ကလေး2008စီဂျွန်းကလေး2017ဂျပန်ရှီပိုင်းကလေးကြီးနဲ့ဆူနာမီ 2015နီဘောငလင်းနဲ့2023တူရကီငလင်းတွေကိုဥပမာပြုပြီးတော့အဲဒီတုန်းကတိဆောက်ခဲ့ကြတဲ့သူတွေတောင်ရော်ကြီးပေးခဲ့ရသလားလို့မေကွန်ထုတ်ကုန်ကြပါတော့တယ်။နေပြည်တော်ကနှစ်တရားကျော်မှတစ်ချိန်ဖြစ်ခဲ့တဲ့အင်အားပြင်းငလင်းတဘောဘေးလေးတဲ့သူတို့ကအဲဒီအတွက်ရော်ကြီးကပေးဖို့မလိုဘူးလို့လည်းပြောဆိုကြပါတယ်။ဒါကနီးပညာမြေဂျပန်နိုင်ငံမှာတော့အမတုလိုင်းတဲ့တဘောဝငလင်းဘေးဆိုပဲငလင်းပြီးစစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့တဲ့ရုပ်သံဖိုင်တွေကြည့်ရရင်တော့လူအများပြားမြင်တွေ့ဖို့ခက်ခဲရင်းလာတဲ့သမရအင်တော်ရဲ့အတွင်းပိုင်းတက်စီးပုံတွေနဲ့ ပျက်စီးများလာတဲ့လွတ်တော်နေရာဇုံကနေရာတွေကိုတော့မြင်မကောင်းရှိမကောင်းမြင်တွေ့ခဲ့ရပါတယ်။ရုံတော်တက်လို့မရတော့တဲ့အစိုးရရုံးပုံတွေကတော့နေပြည်တော်ကြီးကဘုံဘုံလဲမတက်ပါပဲ။စစ်စိုးရကတော့ငလင်းကြီးပြီးနေပြည်တော်ကလူ900ကျော်တည်ဆုံးကြတယ်လို့ဖော်ပြခဲ့ပေမဲ့နောက်ပိုင်းမှာတော့တည်ဆုံးစင်းမြင့်တက်လာလို့လားတော့မသိဘူး။ပေါင်းထုတ်စင်းကိုပဲဇက်တိုက်ထုတ်ပြန်နေပါတော့တယ်။အပြစ်စည်းချက်ကနေပြည်တော်ကိုစစ်ကောင်းဆောင်ကသူဘလို့ဆက်စီမံမလဲဆိုတာကိုတော့အစည်းအဝေးသုံးလုံးခုတည်းကထုတ်ပြောပုံရဆိုဆက်ဆောက်သွားဖို့များပါတယ် င်္ဂလိုစီမာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကတိကိပြည့်စုံမှုများဖြစ်ပေါ်ခဲ့တဲ့အလွတ်တော်အဆောက်အဦများအားစနစ်တကျဖြင့်ပြန်လည်ပြုပြင်တိစောက်သွားရန်လိုပါကြောင်းပြုပြင်မှုများဆောင်ရွက်ရမှာအဆင့်လိုက်စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုပြီးရေရှည်တည်ထွင်စေရေးနဲ့ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားရန်လိုပါကြောင်းအခုဖြစ်တဲ့ကိစ္စကလည်းနှစ်တရာမှာတစ်ချိန်ဖြစ်ခဲ့တဲ့ကိစ္စဆိုတော့မြို့အမျိုးအစား၃မြို့ရှိနေပြီးတော့ကြိုက်တလောက်ချဲ့လို့ရနိုင်တဲ့မြေယာအနေထားကောင်းမွန်တဲ့အရှိယူမနဲ့အလဲယူမကြာစီဗီလီယံမြို့ government မျိုး military မျိုးအဖြစ်စစ်အစိုးရသတ်မှတ်ထားတဲ့နေပြည်တော်ပြန်လည်ဝါပြောရေးတိဆောက်ရေးကိုအရင် chronology တွေနဲ့လုံမလားခက်တက်ခေဟောင်းမေးရောမလားနေပြည်တော်ကိုပြပြအောင်ဆောက်ခတ်ကြတဲ့ chronology တစုရဲ့ရော်ကြီးနေပဲလောက်ကြမလားဆိုတာကတော့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ညာ